မတ်19ရက်နေ့မှာကြာရောက်တဲ့52နှစ်မြောက်မွန်ပြည်နယ်နေ့အခမ်းအနားကိုစစ်ကောင်စီကလုံခြုံရေးအင်အားအများပြားသုံးပြုပြီးမွန်ပြည်နယ်မော်လမြိုင်မြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခမ်းအနားကိုတော့မော်လမြိုင်မြို့ရှိမွန်ပြည်နယ်လွှတ်တော်ဘေးတမိန်ဗျံဘတ်ဆောင်သုံးကွင်းမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးစစ်တပ်ရဲတပ်ဖွဲ့ပြည်သူစစ်တွေပါဝင်ပြူစောတိလုံခြုံရေးအင်အားရာနဲ့ချီသုံးပြုခဲ့တာပါ။အခမ်းအနားကျင်းပဖို့အတွက်မော်လမြိုင်အထက်လက်မှကြီး လိမ္မော်စင်လန်းကနေတနင်္လာရီလန်းတီလမ်းပိတ်ခဲ့သလိုအခမ်းအနားကျင်းပရာနေရာနီးမှာလည်းဂျမ်ဘာဆက်ကြီးအများပြားထိုင်ချခဲ့ပါတယ်။မွန်မြေမြို့ကန်တူကတော့မွန်ပြည်နယ်နေခမ်းနားအတွက်စစ်ကောင်စီဘက်ကလုံခြုံရေးအင်အားအများပြားအသုံးပြုထားတာတွေ့ရတယ်လို့တန်ရင်တိုင်းကပြောပါတယ်။လုံခြုံရေးတင်းကြထားတာကသူကပါလို့ဆိုတော့ဒီနေ့အစုပူအောင်များတယ်။ဒီနေ့အစုရင်သူကပါလို့ဆိုတော့စိုင်းနေရှင်းနေတယ်။စိုင်းနေရှင်းနေပြီးတော့သူကဟိုပါလဲဟိုမိုင်းချတဲ့ဆက်တင်တဲ့မိုင်းချတဲ့ဟာကြီးချတယ် ပြီးတော့မင်းရသူကဂျမ်ပါရီတတ်တယ်ဂျမ်ပါရီယာယီပေါ့အဲ့ဒီဂျမ်ပါရီတတ်စင်တယ်လူလူကြီးကမင်းရသူကူအောင်များလေးဒီနေ့များပါဒီနေ့တအားများပါဒါအပြင်မွန်ပြည်နယ်နဲ့ခမ်းနားလုံခြုံရေးအတွက်မြို့ဝင်မြို့ထွက်နေရာတွေမှာပိတ်ဆို့စစ်ဆေးတာမြို့ရင်းအင်အားပြလှည့်လည်တာအပြင်စစ်ဆေးမှုတွေကအစတင်းတင်းကြပ်ကြပ်ပြုလုပ်ထားတာဖြစ်ပါတယ်။မွန်ပြည်နယ်နဲ့ခမ်းနားကျင်းပနေတဲ့ချိန်မော်ရမြိုင်အထက်လမ်းမကြီးအပိတ်ခံထားရတာကြောင့်တက္ကသိုလ်ဝန်ထမ်းဖြေဆိုကြမဲ့ ကျောင်းသူကျောင်းသားတွေဟာအောက်လက်မကြီးကိုသာအသုံးပြုရတဲ့အတွက်လမ်းပိတ်ဆမှုတွေရှိခဲ့တာဖြစ်ပါတယ်။ဒီခန်းနာကိုတော့အာနာသိန်းစစ်ကောင်စီဖွဲ့ရဲ့တွင်ရင်မှုဗိုလ်ချုပ်ကြီးအောင်လင်းတွေစစ်ကောင်စီဖွဲ့ဝင်တွေပါဝင်စစ်ကောင်စီခန့်ပြည်ထောင်စုဝန်ကြီးချုပ်နဲ့စစ်ကောင်စီခန့်မွန်ပြည်နယ်ဆိုရဖွဲ့တို့တက်ရောက်ခဲ့တာပါ။မွန်ပြည်နယ်နေ့ခန်းနာမှာစစ်ကောင်စီကဌာနဆိုင်ရာပြကန်းတွေ MSME တုတ်ကုန်အယောင်ပြကန်းတွေလေယာစက်မှုနဲ့ဝန်ဆောင်မှုကဏ္ဍလိုက်ပြသနေတဲ့အပြင် ြည်နယ်တွင်းရှိမြို့နယ်သီးသီးကဒုက္ကုံတွေပြသခိုင်းတာပါ SME လုပ်ငန်းရှင်တူကတော့မွန်ပြည်နယ်နေ့မှာစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားတာကြောင့်ဧည့်သည်မလာနိုင်တဲ့ပြင်ဆိုင်ကန်းခဈေးကြီးတဲ့အတွက်ဒေသထုတ်ကုန်တွေမပြဖြစ်ဘူးလို့ပြောပါတယ်မွန်ပြည်နယ်နဲ့အဲ့ဒါမှမလာပဲဟာသူထိုင်ကန်ပေးတာနဲ့ထိုင်ကန်ကပေးရတာနဲ့ရှုံရှုံပို့ပါမလို့ဘူးလေထိုင်ကန်ကယူမနေကောမှာ အဲ့ဒါဘယ်မှာကြောက်ကြဘူးတော်လို့ကြောက်မွန်ပြည်နယ်နဲ့ခမ်းနားမှာတော့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမြောင်လိုက်ပေးပို့တဲ့သဝင်လာကိုဖတ်ကြားခဲ့သလိုပြည်နယ်တွင်းကစစ်ကောင်စီနဲ့နှီးဆက်တဲ့သူတွေကိုလည်းလူမှုထူးချင်စုတွေပေးအပ်ခဲ့ပါတယ်52နှစ်မြောက်မွန်ပြည်နယ်နဲ့ခမ်းနားကိုတက္ကသိုလ်ဆောင်ွဲတွေရှိနေပေမဲ့စစ်ကောင်စီဘက်ကတော့မတ်လ22ရက်နေ့အထိကျင်းပပြုလုပ်သွားဖို့အစီအစဉ်ရေးဆွဲထားပါတယ်